ပရိသတ်များအားလုံးပဲမင်္ဂလာပါခင်ဗျာ football king ကနေပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဘိုင်ဆိုင်နာယူရိုပါလိဝင်ဝင်လေးကိုပြန်လည်ဆုံးလို့ရဖို့ရှိနေတဲ့ crystal palace ဘယ်လိစတဲ့တွေတော့ရှာတာပါပါပိုင်ဆိုင်ထားခဲ့တဲ့ဥရောပပြိုင်ပွဲဝင်ဝင်တနည်းအားဟာမထိမပဲနဲ့ပြန်လည်လက်လွတ်သွားမှအရေးနဲ့ရင်ဆိုင်နေခဲ့ရပါတယ်ဘယ်လိစတဲ့ဟာပြီးခဲ့တဲ့ဘောလုံးရာသီကပရီးမီးယားလိပါထင်ထားသလောက်စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခြင်းမရှိပေမဲ့သူတို့တွေအားနှစ်ပေါင်းများစွာဝေးကွာနေစုလာအောင်မြင်မှုကိုတော့ပြန်လည်ပြီးရယူနိုင်ခဲ့တာတော့မြေတွေထားခဲ့တာပါ ။ဩစတြေးလျသားနီးပြကြီးကလက်စတာရဲ့ဦးဆောင်မှုတဲ့တူ FA ဘလာအောင်မြင်မှုကိုဘဲလိစ်အသင်းကရရှိထားခဲ့ပါတယ်။ခရစ်စဘဲလိစ်အသင်းဟာအဲ့လို FA ဘလာအောင်မြင်မှုကိုရယူနိုင်ခဲ့ကြတဲ့အတွက်လာမယ့်အသည့်ဥရောပပြိုင်ပွဲဖြစ်တဲ့ယူရိုပါလိပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခွင့်ရရှိခဲ့ကြတာဖြစ်ပါတယ်။ခရစ်စဘဲလိစ်အသင်းအတွက်တော့ဒါဆက်ဆက်ပါပါအခွင့်အရေးတစ်ခုလို့ဆိုရမှာဖြစ်ပြီးအဲ့လိုရှားပါအခွင့်အရေးတစ်ခုကိုဘဲလိစ်အသင်းအနေနဲ့ပြန်လည်ပြီးတော့လက်လွတ်သွားဖို့ရှိနေခဲ့တာပါ။ဘယ်သူမှရလာတဲ့ပိုင်ခွင်းကိုလက်လွတ်သွားချင်မှာမဟုတ်ပဲအဆိုပါခွင်းကိုအကောင်းဆုံးဖမ်းဆုံးနိုင်အောင်စူးစမ်းပြနိုင်မလားဆိုတာကိုတော့ဆက်လိုက်ပြီးတော့စောင့်ကြည့်ရတော့မှာပါ။ ခရစ်စပယ်လေးစားတဲ့အမန်စီးတင်းကိုနိုင်ပြီးတော့အဖေဗလာဆုတ်ခူးခဲ့တဲ့ယူရိုပါလိပြိုင်ပွဲကစားခွင့်ရရှိထားခဲ့ကြတာဖြစ်ပြီးအခုတော့ဆိုပါခွင့်ပြင်ဥရောပပြိုင်ပွဲဝင်ခွင့်အားလုံးမှာဆုံးရှုံးသွားနိုင်တဲ့အခြေအနေနဲ့ရင်ဆိုင်နေကြရပြီလည်းဖြစ်ပါတယ်။ဒါကြောင့်လဲခရစ်စပယ်လေးတာဝန်ရှိသူတွေက UEFA ကတာဝန်ရှိသူတွေနဲ့တွေ့ဆုံဆွေးနွေးသွားဖို့လှုံ့ဆော်နေခဲ့ကြပြီးတော့အဆင်ပြေအောင်ဆောင်ရွက်သွားနိုင်မလားဆိုတာကိုတော့စောင့်ကြည့်သွားမှာပါ။ခရစ်စဘဲလီစတဲ့တာဝန်ရှိသူရာ UEFA ရဲ့ Club Financial Control Body CFCB အဖွဲ့နဲ့ဆုံတွေ့ပြီးတော့သူတို့တင်းရဲ့ဘူးတွဲပိုင်ရှင်တူဖြစ်တဲ့ John Tester ရဲ့ ပိုင်းပတ်သက်မှုနဲ့ပတ်သက်ပြီးတော့ဆွေးနွေးမှုတွေပြုလုပ်သွားမှာလည်းဖြစ်ပါတယ်။ဘဲလေးစတင်ရဲ့ပူတွဲပိုင်ရှင်ဖြစ်သူဂျွန်တက်စတာဟာ UEFA ကချမှတ်ထားတဲ့ဈေးကမ်းတွေကိုမချိုးဖောက်ဘူးဆိုတာလက်ခံဖြေရှင်းရမှာဖြစ်ပြီးမောရင်တော့လာမယ့်ရာသီယူရိုပါလိဝင်ခွင့်ကို Brighton သင်းကရရှိသွားမှာပါ။အမေရိကန်လူမျိုးတန်းကျွဲတတိယဖြစ်သူဂျွန်တက်စတာဟာ Chris Bailey အသင်းရဲ့ရှယ်ယာအများစုပိုင်ဆိုင်ထားသလိုပြည်သင်းနာမည်ကျော် Club Lyon သင်းရဲ့ပိုင်ရှင်လည်းပဲဖြစ်ပါတယ်။ Chris Bailey အသင်းက FA ဘလဘောလူပွဲမှာ Man City ကိုအားအသင်းစရာအနိုင်ပြီးတော့လာမယ့်ရာသီယူရိုပါလိဝင်ခွင့်ရရှိထားခဲ့ပြီး လိုင်ယွန်သင်းကလည်းပြင်သစ်လီဂူမှာအဆင့်6နေရာနဲ့ရာသီသိမ်းခဲ့တာကြောင့်ယူရိုပါလိဝင်ခွင့်ကိုရရှိခဲ့ပါတယ်။ UEFA ကချမှတ်ထားတဲ့စည်းမျဉ်းတွေရအဖွဲ့အစည်းတစ်ခုတည်းကပိုင်ဆိုင်ထားတဲ့ကလပ်သင်းနှစ်သင်းဟာပြိုင်ပွဲတစ်ခုတည်းမှာဝင်ရောက်ရှင်ပြိုင်ခွင့်ရမှာမဟုတ်ပဲပြည်တွင်းလီပြိုင်ပွဲအဆင့်ရတီပိုကောင်းတဲ့အသင်းကိုရှင်ပြိုင်ခွင့်ပေးသွားမှာဖြစ်ပါတယ်။အိုင်ဘတ်ခွန်ရှိကို 1x ဘတ်တို့ကိုနိုင်ငံတကာပေါင်ချီတိုင်းဖုတ်ဘောကိမှကစားလို့ရပါပြီ 1x ဘတ်အကောင့်ဖွင့်သူတိုင်းပရိုမိုကုတ် FBK ခွန်သုံးလုံးကိုအသုံးပြုပြီးတော့တရားခိုင်နှုန်းဘောနပ်စ်ရယူကစားလို့ရအကြောင်းလေးသတင်းပေးပါရစေ ဖုန်းဖုန်းကိမှာကစားခြင်းနဲ့ဆိုတော့ဖုန်းနံပါတ် Viber 39 63လုံး93လုံး93လုံးကိုဆက်သွင်းနိုင်လို့ကွန်မန့်တိုင်းမှာခြာပေးထားတဲ့ Telegram link ကိုလည်းလောက်အောင်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ Crisabelle စက်တင်ဟာ2024 25ရာသီကုန်မှာအစင်းစနစ်များသာရရှိခဲ့တာကြောင့်လိုင်ယွန်တင်းနဲ့ရှင်အခြေအနေမှာကောင်းဖြစ်နေခဲ့တာပါဒါပြင် Jonas Star Share ပါဝင်ထားတဲ့ Damian Clark ဘရိုမီတင်းဟာပြည်တွင်းလီမှာအစင်းသုံးရခဲ့တာကြောင့်လာမယ့်အသည့် Conference ဝင်ခွင့်ရရှိထားတဲ့အတွက် Crisabelle စက်တင်ဟာ Europa League တာမှာက Conference မှာပါရှင်ပြိုင်ခွင့်ရမှာမဟုတ်တော့ပါဘူး ။ချန်ပီယံလိဝင်ခွင့်အတွက်ကလည်းပရီးမီးယားလိမှာအဆင့်ဆက်နှစ်နေရာမှာသာယက်တီနိုင်ခဲ့ကြတာဖြစ်တဲ့အတွက်ဝင်အောင်ရှင်ပြိုင်ခွင့်ရရှိမှာမဟုတ်တဲ့ခရစ်စဘဲလစ်အသင်းအတွက်တော့တကယ်ကိုဘေးကျန်းနိုင်ချက်အခြေအနေရောက်ရှိနေခဲ့ကြတာပါ။အသင်းမန်နေဂျာဖြစ်သူရောကစားမတွေကိုယ်တိုင်ကပါအသင်းကိုဥရောပဝင်ခွင့်တနေရာရအောင်ဆွမ်းဆောင်ပေးထားခဲ့ပြီးဖြစ်ပြီးအခုလိုအဆင်ပြေမှုတွေနဲ့ကြုံတွေ့နေခဲ့ရတဲ့ချင်းတွေပြေလည်သွားအောင်တော့တင်းတော်ရှိသူဘက်ကစူးစမ်းသွားမှာပါ။ခရစ်စဘဲလစ်အသင်းကတော့ဒီပြဿနာကိုပြေလည်အောင်ဖြေရှင်းနိုင်မယ်လို့ခိုင်မာယုံကြည်ထားပြီးတော့အဲဒီကိစ္စအတွက်အဖြေတစ်ခုထွက်ဖို့အချိန်ဆောင်ဆိုင်ရမှာဖြစ်ပါတယ်။ စောင်းနေကြည့်ပြတော့အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ